ရင်ပြည်နယ်ရဲ့မြို့တော်ဖအံမြို့ဘယ်ကနေစတင်ဖြစ်ပေါ်လာတာလဲချီမျောစီဒီနောက်ခံသမိုင်းတဲကဒီမလေးစောနှန်းဝေဘာကြောင့်နှစ်စိမ့်ဖြစ်သွားရတာလဲ အမ်မြို့ဟာမြန်မာနိုင်ငံရဲ့အလှဆုံးမြို့တွေထဲကလက်မြို့ဖြစ်ပြီးလယ်ပစရာအများဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးမြို့လည်းဖြစ်ပါတယ်။ဒါပေမဲ့တန်လွင်မြစ်ကမ်းဘေးမှာတည်ရှိတဲ့ဒီလှပတဲ့မြို့ရဲ့နောက်ခံသမိုင်းကတော့အရန်ကိုလူသိနေလာပြီးတန်တားရီဆန်းဆန်းပုံပြင်ဆန်းဆန်းနဲ့ပြည့်နှက်နေပါတယ်။ဖာမျိုးအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်ုပ်ရဲ့ channel မှာတောင်းဆိုမှုအများဆုံးဖြစ်ခဲ့တဲ့ဖာမျိုးဖြစ်ပေါ်လာရခြင်းဒဏ္ဍာရီနောက်ခံသမိုင်းတွေက ကရင်မလေးစောနာဝေရဲ့ရင်းနှစ်စရာဘဝအကြောင်းနဲ့အတူရွှေမြော်စီရီရဲ့နောက်ခံသမိုင်းကြောင်းရစွေများကိုဗုဒ္ဓသာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်လီပါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော် ဗုဒ္ဓမြတ်စွာဘုရားရှင်သာသနာထွန်းကားရာမွန်ပြည်နယ်ဇင်ကြိုက်တောင်အနားကတာယာလှပတဲ့မြေဝမ်းလွင်ပြင်ဒေသမှာယသိယဟန်သူတော်စင်ဝိဇ္ဇထုနဲ့နတ်နဂါးတို့ပျော်ဆန်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဝိဇ္ဇထုလူလင်တယောက်နဲ့လူယောင်ဖန်ဆင်းထားတဲ့နဂါးမင်းသမီးတစ်ပါးချစ်ကြွဝင်ခဲ့ကြပြီးအချိန်ကြာလာတာနဲ့အမျှနဂါးမင်းသမီးမှာပရိဒိရေဆွဲကပ်လာပါတယ်။ဒါပေမဲ့မွေးဖွားခံရတဲ့အချိန်မှာဝိဇ္ဇထုလူလင်က နောက်ထပ်ကြည်စင်တစ်ခုတက်လန်းဖို့ရာချစ်စနီငကားမင်းသမီးကိုခွေပန်ပြီးခရီးရှည်တစ်ခုထွက်သွားခဲ့ပါတယ်။မကြမီမှာပဲတယောက်ထဲကြံခဲ့တဲ့ငကားမင်းသမီးဟာအုပ်နှလုံးကိုအုပ်ချခဲ့ပါတယ်။မွေးဖွားခန်းနီးသူမအဒိဋ္ဌံပြုစုတောင်းထားတဲ့အတိုင်းအုပ်တလုံးကလူသားဖြစ်ပြီးကြံအုပ်တလုံးကငကားအဖြစ်မွေးဖွားလာပြီးတော့မိခင်ငကားမင်းသမီးလည်းနေရဖြစ်တဲ့ဘောကောက်တွေငကားပြည်စီပြန်သွားခဲ့ပါတယ်။မနက်ခင်းတစ်ခုမှာတော့လူသားဖြစ်မဲ့ဥလေးဟာ လွန်စွာမှချစ်စရာကောင်းတဲ့သမီးမင်းကလေးတူပေါက်ဖွာလာတာကိုဣတိတပါကကောက်ယူမွေးစားခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှဣတိယေဟန်ကျောင်းနေကနဲ့မအပ်ဆက်တဲ့ဒီသမီးမင်းကလေးကိုသာသမီမထွန်ကားတဲ့ကရင်လမယားထံမွေးစားစေပါတယ်။အစင်လှပပြီးချစ်စရာအလုံးကောင်းတဲ့ဒီသမီးမင်းကလေးကိုကရင်ဖိုးဖွားလေမယားကစောနှန်းဝေလို့အမည်ပေးခဲ့ပါတယ်။ဒီလိုနဲ့စောနှန်းဝေအသက်16နှစ်အရွယ်ရောက်ရှိလာတဲ့အခါသာပါတဲ့အပြိုရွယ်မင်းကလေးဖြစ်လာပြီး စိတ်ရင်းတဘောထားလဲပြေးရတဲ့အတွက်သူမရဲ့အလှကုန်တဲ့လဲမှုေးပြလာပါတယ်။ဒီနေ့မှာတော့ခရီးတန်လျင်ပီးတန်ခမ်းလှဲ့လဲချိန်မှာကွန်နန်တာယွာကရုပ်ဆင်းအင်္ဂါလက္ခဏာနဲ့ပြည်စုံတဲ့စွန်နန်းဝေကိုတွေ့ရှိသွားပြီးမိဖုရားအဖြစ်တော်ကောက်ကနန်းတော်စီခေါ်ဆောင်သွားခဲ့ပါတယ်။ဘယင်ကတော့စွန်နန်းဝေကိုတိတ်ကိုချင်းမြတ်လို့တဲ့အတွက်တခြားမိဖုရားတို့ကထုံးစာတိုင်းစွန်နန်းဝေအပေါ်မနာလိုမှုတွေဖြစ်လာပါတယ်။ ဒီလိုနဲ့ဘရင်ကြီးရဲ့အချစ်ရဆုံးမိဖုရားလေးဖြစ်လာတဲ့စောနန်းဝေမှာပရိသေတွေဆွဲကပ်လာပြီးမွေးဖွားဖို့နေစီလာစေအချိန်မှာပဲပုံကံမှုတစ်ခုကြောင့်ဘရင်ကြီးလည်းစစ်ထွက်သွားခဲ့ရပါတယ်။ဒါကြောင့်ဘရင်မရှိတဲ့အချိန်မှာမိဖုရားစောနန်းဝေကလေးမွေးဖွားဖို့အကြောင်းဖန်လာပါတယ်။ဒီအချိန်မှာမိဖုရားစောနန်းဝေကိုမနာလိုဖြစ်နေကြတဲ့အခြားမိဖုရားတို့ကမိဖုရားစောနန်းဝေကိုလောက်ကြံဖို့ကြံစီလာကြပြီးဝမ်းဆွဲလက်တဲတော်ကိုဆုလက်တွေပေးကာ စောနှဝေမွေးဖွာလာမဲ့ကလေးနေရာမှာခွေကလေးတကောင်ကိုအစားထိုးလိုက်ပါတယ်။စောနှဝေမွေးဖွာလာခဲ့တဲ့ကလေးကိုတော့အိုကြီးစလုံးတဲထဲကရေထဲမျောချလိုက်ပါတယ်။မိဖုရားစောနှဝေလူစဉ်ဈေးကနေခွေကလေးမွေးတယ်ဆိုတော့မဟုတ်မမှန်တဲ့တဲ့င်းကိုတတိုင်းတစ်ပြည်လုံးသိအောင်ဖျားလိုက်ပါတယ်။မကြမ်းမီချိန်မှာစစ်ထွက်ရာကနေပြန်လာတဲ့ဘရင်ကြီးလဲ မိဖုရားစောနာဝေရဲ့မွေးကင်းစကလေးကိုတွေ့ကျင်လာတဲ့အတွက်အဆောင်တော်စီဝင်လာတဲ့အချိန်မှာကလေးအစားခွေးလေးကိုမြင်တွေ့သွားတာကြောင့်များစွာအရှက်ရသွားခဲ့ပါတယ်။မိဖုရားစောနာဝေခွေးလေးမိဖွားတဲ့တဲ့ရင်ကဗဒန်းတပြီလုံးအကုန်ကြားသိရပြီဖြစ်တဲ့အတွက်ဘီရင်ကြီးကလည်းမိဖုရားစောနာဝေကိုနန်းတော်ကနေနှင်ထောက်လိုက်ပါတယ်။တပားသူရဲ့အကောက်ကြံမှုတွေကြောင့်မိမိကလေးကိုမှမြင်ခွင့်မရသွားရှာတဲ့စောနာဝေဟာ ဇာတိမီတို့အပြန်လမ်းခရီးမှာတင်ပင်ပန်းဆင်းရဲပြီးရင်ကွဲနာကြကာဝမ်းနည်းစွာအသက်ထွက်သွားခဲ့ပါတယ်။စွန်နဝေမတိခင်ချိန်လေးမှာမမြင်လဲရတဲ့မိမိရဲ့ချစ်လက်စွာသောတာယတနာအပေါ်ပြင်းစွာဆွဲလန်းနေရှာတဲ့အတွက်တည်သွားပြည့်ချိန်မှာတော့နတ်စင်ဖြစ်သွားရပါတယ်။အခြားတစ်ဖက်မှာလည်းဦးကြီးတဲ့ထဲ့ပြီးမျောခါလာရတဲ့စွန်နဝေရဲ့တားတော်လေးဟာတန်လွင်မီအခုဖဖို့တောင်းကြီး

တန်မှန်ဖားမျိုးမဟုတ်ပဲပြဓာရှင်လုံးကိုအစာအမှတ်နဲ့မျိုးချထားတဲ့အတွက်အဲ့ဒီအစွမ်းကြောင့်အဋ္ဌိပတ်တကူနဲ့အစွမ်းထက်တဲ့မနုဖားကြီးဖြစ်နေပါတယ်။တနေ့မှာတော့ဖားကြီးကဖားဖို့တောင်းကြီးမှာအစာရှာရင်းမိဖုရားစောနာဝေရဲ့တားတော်မင်းသားလေးကိုထဲ့ပြီးမျောလာတဲ့အိုးကြီးကိုတွေ့ပြီးဝေရောက်နေထိုင်လိုက်ပါတယ်။နတ်စိန်ဖြစ်နေရှာတဲ့မိဖုရားစောနာဝေဟာ နိုင်ရတကူနဲ့ပြောင်းနေတဲ့တားတော်လေးကိုထခြားတဲ့အချိန်မှာမတွေ့နိုင်တော့တဲ့အဆုံးဇွဲပင်တောင်ကြီးမှာနေထိုင်နေတဲ့သူမရဲ့မောင်တော်နဂါမင်းစီသူတော်မောင်ကိုဝိုင်းဝန်းရှာဖွေပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒါကြောင့်နဂါမင်းလည်းသူတော်မောင်ကိုဝိုင်းကူရှာပေးတဲ့အခါဖာဖုတောင်ကြီးရင်မှာမင်းသားလေးကိုထည့်ပြီးမျောလာတဲ့အိုးကြီးကိုတွေ့လိုက်ပါတယ်။အိုးကြီးတော်နဂါမင်းကြီးကဝမ်းသာအားရနဲ့အိုးကြီးထဲငောက်ကြည့်လိုက်တဲ့အခါမင်းသားလေးအစားဖားတကောင်ကိုသာတွေ့ရတဲ့အတွက် ူတော်မောင်ကိုဒီဖားကြီးကစားလိုက်ပြီအထင်နဲ့ဒေါသအမျက်ထွက်ကဖားကြီးကိုလိုက်ဖမ်းမာတော့တယ်ဒါကြောင့်ပဲဖားကြီးလဲတန်လွင်မိယူတလျှောက်ပြေးလွှားရှောင်းသိမ်းရင်းဖားကတ်ဖားဘူးဖားနှွဲ့စားတဲ့နေရာတွေဒီနေ့အချိန်အထိအမြင်တွင်လာပါတယ်နောက်ဆုံးမှာတော့ဖားကြီးဟာပြင်းလွှားရင်းနဲ့မောပန်းလာတဲ့အတွက်တန်လွင်မြေကံဘေးကကြောက်ငုံအစွန်းတနေရာမှာ နဂါမင်းကဖမ်းမိသွားပြီးဖားကြီးကိုအရှင်လက်လက်မျိုးချလိုက်ပါတယ်။ဒါပေမဲ့ဖားကြီးရဲ့ဗဒရှင်တကူတွေရောက်နဂါမင်းရဲ့ဝမ်းပိုက်ထဲမှာအသက်မတည်တဲ့အပြင်ခြေထောက်နဲ့ပါကန်ကြောက်နေတဲ့အတွက်နဂါမင်းဒဏ်ရာရပြီးဖားကြီးကိုပြန်အန်ထုတ်ခဲ့ရပါတယ်။ဒါကြောင့်ပဲနဂါမင်းကဖားကြီးကိုအန်ထုတ်တဲ့နေရာကိုအစွဲပြုတ်ပြီးဒီနေရာကိုဖန်အန်လို့စတင်ခေါ်ရာကနေဖန်အန်ဖြစ်လာပြီးအခုအချိန်မှာတော့ဖန်အန်အဖြစ်အမည်သွင်းလာခဲ့ခြင်းပဲဖြစ်ပါတယ် တငါတဲ့လေမယားတို့ကောက်ယူငွေစားခဲ့တဲ့မင်းသားလေးလဲခွာဗလာနဲ့ပြည်စုံပြီးရဲစွမ်းတက်တဲ့အပြည့်ရှိတဲ့လူစွမ်းကောင်းရောက်ဖြစ်လာပါတယ်။တနေ့မှာတော့တန်လွယ်မိကြောင်းတစ်ယောက်မှာတောင်းကြနေတဲ့ငကားမင်းကိုတောက်တင်ရှင်းလင်းဖို့အကြောင်းဖန်လာပါတယ်။ဒီအချိန်မှာနတ်စိန်ဖြစ်နေတဲ့မိခင်စွမ်းနှောင်းဝေလဲကိုတင်ပြလာပြီးဒီငကားမင်းဟာသားတော်ရဲ့ဥယျာတော်ဖြစ်နေတဲ့အပြင်ကျေးဇူးရှင်လည်းဖြစ်တဲ့အတွက်ငကားမင်းကိုတတ်မိပါကငကားမျိုးရိုးဖြစ်တဲ့သားတော်လဲငကားမင်းရဲ့သွေးဆက်နဲ့ထိပ်ပြီး လူသားစင်စစ်ကနေငကားအဖြစ်တို့အလိုလိုပြောင်းလဲသွားနိုင်ကြောင်းတားမြင်လိုက်ပါတယ်။ဒါပေမဲ့မင်းသားလေးကလက်မခံဘဲဦးကြီးတော်ငကားမင်းကိုတောက်တင်ရှင်းလင်းလိုက်တဲ့အခါငကားမင်းတည်ဆုံသွားပြီးမင်းသားလေးလည်းငကားမင်းရဲ့သွေးစနဲ့ထိမိသွားတဲ့အတွက်လူသားစင်စစ်ကနေငကားအသွင်တို့ချက်ချင်းကူပြောင်းသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့မိဖုရားစောနံဝေရဲ့ဖခင်ဝိဇ္ဇထူကြီးလည်းကြည်စင်ပြမြောက်ပြီးဇွဲပင်တောင်စီပြန်လာတဲ့အခါ မိမိရဲ့ချစ်စနီးငကားမင်းသမီးအကြောင်းကိုညံတော်နဲ့ဆင်ခြင်ကြည့်လိုက်တဲ့အခါမှာတော့မိမိရဲ့သားတော်တမီးတော်နဲ့မြေတော်တို့ဟာကံမကောင်းအကြောင်းမလှပဲနှက်စိမ့်တွေအတီးတီးဖြစ်နေရတာကိုဝမ်းနည်းစွာသိသွားခဲ့ရပါတယ်။ဒါကြောင့်ဒီလိုဝတ်ကြွေးတွေကြည်စီဖို့ရာအနောက်မီစီမဒေတာမှဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်မွေတော်များပေးဆောင်လာပြီးတန်လွေမြက်ကန်နဲ့ပေးကြောက်မှုအစွန်ကြီးအပေါ်စီတီတစုကိုတည်ထားကိုယ်ွယ်ခဲ့ပါတယ်။အဲ့ဒီဇီဒီကတော့အခုကျွန်တော်တို့မြင်တွေ့ဖူးမြော်နေကြတဲ့ ပြင်းပြင်းနဲ့ရဲ့မြို့တော်ဖန်မြို့ရဲ့ကြက်တည်ဆောင်တန်လွေမြစ်ကမ်းဘေးကရွှေရည်မြော့စီဒီခေါ်မျော်တော်မူဖျားပဲဖြစ်ပါကြောင်းဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်